ချမ်းမရေးကိုလေးလာလိုက်စားတယ်ကျမရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ဒီအနေရဲ့ရဲ့ခရမ်းကျင်သီလေးတွေက ကျမမိတ်ဆွေများရဲ့ချမ်းမရေးအတွက်အလုံးကိုထောက်ကူပြုပါတယ်ရှင်ဒါကြောင့်ဒီပို့စလေးမှာကျမမိတ်ဆွေများရဲ့ချမ်းမရေးအတွက်ခရမ်းကျင်သီစာသုံးခြင်းရဲ့အလွန်ကြိုးကျေးဇူးများတဲ့အကြောင်းကိုစေတနာပြည့်ဝနဲ့စူးစီးလေးလာတင်ပြပေးသွားပါမယ်ရှင်ပထမဆုံးနံပါတ်1ကြိုးကျေးဇူးကတော့ခရမ်းကျင်သီစာသုံးခြင်းဟာ ကင်ဆာယောဂါကိုကာကွယ်ပေးနိုင်တယ်ဆိုတာကျမမိတ်ဆွေများသိထားဖို့လိုပါတယ်။ပထမဆုံးအချက်ကတော့ကင်ဆာယောဂါကိုကာကွယ်နိုင်ခြင်းပါပဲ။ခရမ်းကျင်းဒီမှာပါဝင်တဲ့ Lycopene တက်ဟာစီးကျိတ်ကင်ဆာအဆိုင်ကင်ဆာလိုမျိုးယောဂါလိုတိုက်ပြတ်ပေးနိုင်တဲ့အစွမ်းတက်ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidants တစ်ခုဖြစ်ပါတယ်ရှင့်။ဒါကြောင့်ကျမမိတ်ဆွေတွေဟာ ကင်ဆာယောဂါကိုကာကွယ်ပေးနိုင်တဲ့ အလွန်အစွမ်းတက်တဲ့ခရမ်းကျင်သီးကိုများများစားသုံးသင့်ပါတယ်ရှင်။ဒုတိယအကျိုးကျေးဇူးကတော့နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်ရှင်။ခရမ်းကျင်သီးထဲမှာပါတဲ့ lycopene, vitamin B နဲ့ potassium တို့ကသွေးတွင်း cholesterol နဲ့သွေးပေါင်ချိန်ကို ထိန်းချုပ်ပေးလို့ကျမမိတ်ဆွေတွေရဲ့နှလုံးရောဂါဖြစ်နိုင်ခြေကိုချော့ချပေးနိုင်စွမ်းရှိပါတယ်ရှင်။တတိယအကျိုးကျေးဇူးကတော့ သားရည်ကိုလှပစေပါတယ်ရှင်။ခန်းကျင်သီးမှာပါတဲ့ဗိုက်တာမင် C ကကောလဂျင် ထုတ်လွှတ်မှုကိုမြင့်တင်ပေးပြီးတော့လိုက်ကိုပင်းကဒီအောင်ကြီးတန်ကနေကာကွယ်ပေးလို့ကျွမ်းမိတ်ဆွေများရဲ့အိုမင်းရင်ရော်မှုကိုရှော့ချပေးနိုင်စွမ်းရှိပါတယ်ရှင်။နံပါတ်၄ကျိုးကျေးဇူးကတော့ကျွမ်းမိတ်ဆွေများရဲ့အမြင်အာရုံကိုကောင်းမွန်စေပါတယ်ရှင်။ခရမ်းကျင်သီးဟာဗိုက်တာမင် A လူသင်းနဲ့ဇီးစံသင်းတို့ရဲ့အရင်းမြစ်ဖြစ်တဲ့အတွက်ကြောင့် မျက်စိအတွင်းတိမ်နဲ့အနည်းအာယုံချုပ်ရင်းမှုကိုလည်းကာကွယ်ပေးနိုင်ပါတယ်ရှင်။နောက်ဆုံးနံပါတ်5အကျိုးကျေးဇူးကတော့ကျွန်မမိတ်ဆွေများရဲ့အရိုးများကိုတန်ပါစေပါတယ်ရှင်။ခန်းကျင်သီးမှာဗိုက်တာမင် K နဲ့ကယ်စီယမ်ဓာတ်တွေ ပါဝင်လို့ကျွန်မမိတ်ဆွေတွေရဲ့အရိုးပွားခြင်းအရိုးကျိုးခြင်းတို့ကလည်းကာကွယ်ပေးနိုင်ပါတယ်ရှင်။ဒါကြောင့်အမကန်ကျိုးကျေးဇူးတွေရှိတဲ့ အလွန်အစွမ်းထက်လာတဲ့ခရမ်းကျင်သီးကိုကျွန်မမိတ်ဆွေများအားလုံးနေ့စဉ်စားသုံးတဲ့ထမင်းပွဲမှာ ပါဝင်အောင်စားသုံးပေးကြခြင်းဖြင့်သက်ရှိကျန်းမာစိတ်ချမ်းသာကြပါစေရှင်။ကျွန်မမိတ်ဆွေများအားလုံးခရမ်းကျင်သီးစားသုံးခြင်းဖြင့်သက်ရှိကျန်းမာစိတ်ချမ်းသာကြပါစေရှင်။ကျွန်မရဲ့ကျန်းမာရေး post လေးတွေကိုတိုင်းနှစ်သက်တဲ့ဆိုရင် subscribe နဲ့ like လေးတွေလုပ်ပေးပါရှင်။ share လေးလည်းလုပ်ပေးပါအောင်နော်။ ။နောက်ထပ်တင်မယ်ကျမကြီးပို့စလေးတွေမှာ ပြန်တွေ့ပါမယ်ရှင်။ကျမမိတ်ဆွေများအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။